အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။အာသမ္မတဒေါ်နယ်ထရမ့်စိတ်ဆက်ညှိနှိုင်းပေးထားတဲ့အပြစ်ခတ်ရစဲရေး၃ပတ်မပြည့်ခင်မှာပဲအစ္စရေးစစ်တပ်ကဂါဇာကမ်းမြောက်ဒေသမှာတိုက်ခိုက်မှုအသစ်တွေကိုပြန်ပြီးတော့စတင်လိုက်ပါတယ်။အစ္စရေးနဲ့ဟာမတ်စ်တို့အကြားပေါ့လေအော်တိုဘာလ၁၀ရက်နေ့ကစတင်ခဲ့တဲ့အပြစ်ခတ်ရစဲရေးကိုချိုးဖောက်တယ်လို့သူတပြန်ကိုတပြန်ပေါ့ဆွဆွဲရင်းနဲ့အစ္စရေးကတိုက်ခိုက်မှုတွေ ကိုပြန်ပြီးတော့စတင်ခဲ့တာပဲဖြစ်ပါတယ်။ Israel ဝန်ကြီးချုပ် Benjamin Netanyahu ကသူ့ရဲ့လက်အောက်ကလုံခြုံရေးဆိုင်ရာအစ်မြင့်ဝန်ကြီးတွေနဲ့တွေ့ဆုံပြီးတဲ့နောက်အင်အားပြေးဝတဲ့တိုက်ခိုက်မှုကိုချက်ချင်းလုပ်ဖို့ညွှန်ကြားခဲ့တယ်လို့ကြေညာပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့ Israel စစ်တပ်ကဗီဒီယိုမှတ်တမ်းတစ်ခုကိုထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီရုပ်သံထဲမှာတော့ Hamas တွေကမြေကြီးထဲမှာဒီဒဇာကန်တွေရဲ့ရုပ်ကျွင်းတွေကိုမြုပ်နှံနေတာကိုကမ္ဘာကျက်ချေနေအတင်းကြီးကိုမြင်အောင် ောင်းပြထားတာပဲဖြစ်ပါတယ်။အဲ့ဒီလုံရက်ကို နေရန်ယာဟုကအပြစ်ခတ်ရစဲကိုချိုးဖောက်တာဖြစ်တယ်လို့စွပ်စွဲပါတယ်။ဟာမတ်စ်တွေကတော့အစ္စရေးရဲ့ဒီစွပ်စွဲချက်တွေဟာအခြေမြင့်မရှိဘဲလူထုအမြင်ကို လွဲမှားစေတယ်လို့ဆိုပါတယ်။အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကပ်ကတော့ညာချက်တစ်ခုထဲမှာဟာမတ်စ်တွေအနေနဲ့ပေါ့လေဂါဇာမှာရှိတဲ့အစ္စရေးတပ်ဖွဲ့တွေကိုတိုက်ခိုက်တဲ့အတွက်နဲ့ တေဆုံးသွားပြီးဖြစ်တဲ့တစားကန်တွေကို ပြန်ပေးဖို့ပြက်ကွက်တဲ့အပေါ်မှာအများကြီးအဲဒီကြီးမားတဲ့တံဖိုးကိုပြန်ပြီးတော့ပေးရမယ်လို့တတိပေးထားပါတယ်။တရုတ်နိုင်ငံနဲ့ ASEAN တို့အကြားလွတ်လပ်တဲ့ကုန်သွယ်ရေးစာချုပ်မှာအစစ်မြင့်ထားတဲ့လုံထုံးလုံနည်းတွေကိုသဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။ လက်မှတ်ရေးထိုးတာကိုတော့မလေးရှားနိုင်ငံမှာကျင်းပခဲ့တဲ့48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာလုပ်ခဲ့ကြတာပါလက်မှတ်ရေးထိုးပွဲကိုတရုတ်ဝန်ကြီးချုပ်အာလီချန်းပြီးလို့ရှိရင်မလေးရှားဝန်ကြီးချုပ်အန်ဟွာအိဗရာဟန်ပြီးရင်ဗီယက်နမ်ဝန်ကြီးချုပ်အာဖန်မင်းချင်ထိုင်းဝန်ကြီးချုပ်အနုထင်နဲ့တခြားအာဆီယံခေါင်းဆောင်တွေက တက်ရောက်ခဲ့ကြပါတယ်အသည့်ရေးထိုးလိုက်တဲ့လွတ်လပ်တဲ့ကုံသွေးရေးသဘောတူညီချက် version 3 protocol မှာတော့ area 6ခုပါဝင်ပါတယ်အဲ့ဒီ area တွေထဲမှာဒီ digital နဲ့အစိမ်းအောင်စီးပွားရေးကုန်ပစ္စည်းပေးသွင်းမှုလမ်းကြောင်းဆက်သွယ်မှုနောက်ပြီးတော့စံချိန်စံညွှန်းတွေနီးပညာထိန်းချုပ်ရေးအကောက်ခွန်လုံထုံးလုံနည်းတွေကုန်သွယ်မှုချောမွေ့စီရေးအာရှင်ပြိုင်မှုစားသုံးသူကာကွယ်ရေးနောက်ပြီးတော့အသေးစားနဲ့အလက်စားစီးပွားရေးလုပ်ငန်းတွေကိုပံ့ပိုးရေးနဲ့နီးပညာပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးစတာတွေပါဝင်တာဖြစ်ပါတယ်အဲ့ဒီသဘောတူညီချက်မှာကုန်သွယ်မှုအကန့် ်သက်တွေကိုဖယ်ရှားဖို့အမေရိကန်ရဲ့တိုးမြင့်လာတဲ့ကုန်သွယ်ခွင့်တက်ရောက်မှုတွေရော့နှဲစေဖို့စတဲ့ရည်ရွယ်ချက်တွေပါဝင်တာဖြစ်ပါတယ်။အာဆီယံနိုင်ငံတွေဟာလက်တလုံးမှာအမေရိကန်နဲ့နိုင်ရှင်ရင်ပေါ့လေတရုတ်နိုင်ငံနဲ့ကုန်သွယ်မှုတန်ဖိုးက ပိုကြီးမားနေတာလည်းဖြစ်ပါတယ်ဒီသဘောတူညီချက်လက်မှတ်ရေးထိုးတာကို အမေရိကန်သမ္မတ ASEAN ထိပ်သီးအစည်းအဝေးကနေထွက်ခွာသွားပြီးတဲ့နောက်ပိုင်းမှာလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်အမေရိကန်သမ္မတကတော့ကုံသွယ်ကူတွေနဲ့ပတ်သက်လို့မလေးရှားထိုင်းကမ္ဘောဒီးယားနိုင်ငံတွေနဲ့သဘောတူညီချက်တွေလက်မှတ်ရေးထိုးသွားခဲ့ပါတယ် နောက်ထပ်နိုင်ငံတကာသတင်းတပုတ်ကတော့ဒီဗီယက်နမ်မှာပိတ်ဆို့ခံထားတဲ့ BBC သတင်းတောက်တယောက်ရဲ့အကြောင်းမှာ BBC ကသူတို့ရဲ့သတင်းတောက်တွေတဲကတယောက်ဟာလာပေါင်းအတော်ကြာတဲ့အထိဗီယက်နမ်နိုင်ငံတဲကနေထွက်ခွင့်မရတဲ့အတွက် အလေးအနက်ကိုပေါ့လေလေးလေးနက်နက်ကိုအများကြီးစိုးရိမ်နေလို့သတင်းထုတ်ပြန်ပါတယ်။ VN နိုင်ငံသား BBC သတင်းထောက်တစ်ယောက်ဟာ VN နိုင်ငံမှာရှိတဲ့သူ့ရဲ့မိသားစုနဲ့ပြန်တွေ့ဆုံဖို့အပြင် သူ့ရဲ့ဒီနိုင်ငံကူးလက်မှတ်ပေါ့လေတက်တန်းတိုးဖို့သွားခဲ့တာဖြစ်ပါတယ်။ သူ့ကိုဗီယက်နမ်အာဏာပိုင်တွေကထိမ့်သိမ်းထားပြီးတော့ရပ်ပေါင်းများစွာမေးခွန်းတွေမေးမြန်းခဲ့တယ်လို့ BBC ကပြောပါတယ်။ BBC ကအဲ့ဒီသတင်းထောက်ကိုနိုင်ငံတွေကချက်ချင်းပြန်ထွက်ခွင့်ပြုပြီးတော့နိုင်ငံကူးလက်မှတ်တက်တန်းတိုးပေးဖို့နဲ့ တိုးပေးဖို့အတွက်ပေါ့လေဗီယက်နမ်အာဏာပိုင်တွေကို တောင်းဆိုထားပါတယ်အင်ကာနေ့ကတော့ဗီယက်နမ်ကွန်မြူနစ်ပါတီကထွေထွေအတွင်းရေးမှူးတိုလမ်ကအင်္ဂလန်ဝန်ကြီးချုပ်နဲ့တွေ့ဖို့ရှိနေခဲ့ပါတယ်ဒါကြောင့်ဗြိတိန်မှာရှိတဲ့အဖွဲ့အစည်းတွေဟာ BBC သတင်းထောက်ကိုပြန်လွတ်ပေးဖို့အတွက်ဝန်ကြီးချုပ် Kel Starman ကဒီဗီယက်နမ်အာဏာပိုင်တွေကိုတောင်းဆိုပေးဖို့တောင်းဆိုနေကြတာလည်းဖြစ်ပါတယ်